အလုံးမင်္ဂလာပါဒီနေ့တော့လက်ပတ်များရွာကအနီးကိုတိုင်လာဖွင့်ထားတဲ့ရွှေဘူးလက်ပတ်များကြကြော်ပူပူလေးဆိုင်ကိုခေါ်သွားပါမယ်ဒီဆိုင်မှာကလက်ပတ်များကြကြော်တပွဲကိုတောင်းလျှောက်ထောင်ပေးရတယ်သူကတော့ပေါင်ရင်မုံကျက်နှစ်တက်ရအောင်ရွေးလို့ရတယ်ပေါ့နော်ကြကြော်တပွဲမှာတာနဲ့ဘူးတိကြော်တပွဲရဲ့ကြက်ပြုတ်ဟင်းညိုတပွဲလေးပါချပေးပါသေးတယ်ပြီးရင်ကြကြော်နဲ့လိုက်ဖက်တဲ့ထမင်းစီစမ်းလေးမှာမယ်ဆိုရင်ခဲညင်သီးဘက်ထရီပျော်လေးရဲ့ဟင်းသီးစားတောင်းလေးရဲ့ပါချပေးပါသေးတယ်သူဆိုင်မှာလက်ပတ်များကြကြော်အပြင်မှာကြက်ရည်ခွန်ကြော်ကြက်သေးမြင့်ကြော်ကြက်ဥကြော်လေးလည်းရပါတယ်ဇီနှုံးလေးတွေကတော့တပွဲကိုတပေါင်းကြက်ပေးရပါတယ် တယ်။ချက်ကျော်ကလည်းလာမတာအပူပေးပြီးတော့ပြန်ကျော်ပေးတာဖြစ်တဲ့အတွက်ချက်ကမာမနေပဲနဲ့ကျွတ်ကျွတ်မွေးမွေးလေးကိုစားရတာပါ။တယောက်နဲ့တယောက်ကအကြိုက်ချင်းမတူတာဖြစ်တဲ့အတွက်ကြိုက်တယ်ဆိုရင်တော့သွားစားကြည့်ပါနော်။ဆိုင်ကတော့ဝေစင်နာလမ်းမပေါ်ရေကူးမတိုင်နေမယန်းကုန်းမြို့နယ်မှာရှိတာပါ။ဆိုင်မွင့်ကျင်ကနေ့လယ်2နာရီရနေပြီးတော့ည9နာရီဝန်းကျင်လောက်ထိကိုဖွင့်ပါတယ်။ဟိုကပေါင်လေးတပွဲလား။ဟောဦးကျော်လေးရဲ့အရေးကုန်ကျော်လေးရဲ့အဲ့ဒါလေ။ဟိုတမိတ်စီစံတပွဲရောကိုနော်။ဟုတ်ကဲ့ပါဗျာ။ကဲစားပါတော့မယ်ဗိုက်စာလေးဒီလိုတဲ့လက်ပပြားကြော့ကြော့လေးအရင်စားပါမယ်ဒီမှာ မှာอืมมวยน่ะแบบรู้ว่าจะปองอ่ะซาก้าวเลยสรุปปองไม่เหวท่าก็ตะบวกตาตองช่องหนองไปอ่ะป่ะเนาะถ้าจะด่าอีกคนเนี่ยอู่เนี่ยตัวจะ2คู่ย่อท่าก็ตองวูดี้จ่อจะด่าเหวลูกไปทาพี่ตาปั้นทุจ่อเลยป่าพี่ตาเปิ่นหิ้นญูนี่แหละป่าพี่ตาหิ้นญูก็แจ้หิ้นญูนี่ป่ะเนาะဒီมา တော့ကောင်းတယ်ပြောရမယ်ဘယ်မွေးလဲမွေးလဲပြည့်အရသာလဲဘယ်တော့သမင်းစီစမ်းလေးကန်ထရီပျော်လေးထက်မြူးတီတောင်းလေးပေါ့နော်ငါဘူးကြော်ရောပေးရဘူးကြော်ကကြော်ကြော်တပွဲပွဲလို့ရှင်ဒါပေးထားပြီးသားပဲဟုတ်နော် ဆိုင်ဖူးဝင်ခြင်းလားဆိုတော့လေပူပလေးစားတယ်ချက်ကြော်ကတော့ပုံမှန်ဆိုတော့သူကလာတိုင်းမှားလို့ရှိရင်တစ်ခါတိုင်းထပ်ပြီးတော့ကြော်ပေးရပါတော့ဘာနေပြောရတယ်နည်းလေးရတာလေးရယ်ညီကုံကကျွတ်လာတယ် 我理解上了嘛？呀，那都是些跑嘛，是儿不马甲嗯。嗯嗯 ။အမင်းစီဆိုင်နေတဲ့ဆိုင်ကြီးတာရ။သူကလည်းညီကင်းခွာလောက်သူဖွင့်တယ်။နှစ်နိုင်လောက်သူဖွင့်တယ်။အဲ့ဒီပဲရှင်ပိတ်တာ။ဟုတ်ပါ့။တနိုင်ခွဲနှစ်နိုင်ကြီး။ဟောညီကင်းတနိုင်ခွဲနှစ်နိုင်။ညာကြအောင်။ဟုတ်ဟုတ်ကောင်းကောင်းပြီအင်းဒါလေးရှိပြောတော့ဟုတ်ဟုတ်ဟုတ်ပြောမယ်ဓမ္မရောနှစ်နှောင်းမြန်မာရွှေရိုးတန်းတဲ့ 这就是一般人们都说盐菜能够清洁的。你这里在干嘛呗？忙菜盖凉了。嗯，五角里啥？五角里，有。 ်ဦးကျော်ထက်အရေးကုန်မှုကြိုက်တယ်ပြောရမှာလည်းဆက်စားလိုက်ပါအောင်မယ်။စိတ်လည်းမကြံတော့ပါဘူး။တပွဲကဟိုတရထိုင်နေကုန်သွားတယ်။အဲ့တော့နောက်ဆက်ပြောရမှာလည်းပြန်တွေ့ပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးကြပါ